ဒါဆိုကျွန်တော်တို့ခစ်ချောက်ခစ်ကိုခုနှစ်တက်ကလေးနဲ့เนาะအချင်းလေးကျွန်တော်တို့မှတ်ကြမယ်ပြီးွားမှအကျဲချင်းမယ်เนาะတခစ်ချင်းစီကိုအချင်းအကျဲလေးသဘောလေးကိုဒီနေ့နည်း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 ပြောသွားပေးမယ်ဖြစ်ပါတယ်အဲ့တော့ passable case အဲလာပါပြီ1940ခုဖွဲ့စည်းပုံကြီးစပေါ်လာပြီလွတ်လပ်ရေးရပြီရတဲ့ခါကျတော့ passable case 1940ခုဖွဲ့စည်းပုံကြီးစပေါ်လာပြီ ဲ့ဒီလိုနဲ့ဖဆပလာအစိုးရပါလီမန်ဒီမိုကရေစီခေတ်လို့လည်းသုံးတာပေါ့နော်အဲကျွန်တော်တို့ဖဆပလာအစိုးရတစ်ဆက်လုံးက49ဖွဲ့စည်းပုံရဲ့အောက်မှာရှိတဲ့တစ်ဆက်လုံးက49ဖွဲ့စည်းပုံရှိနေတယ်မြတ်အကုန်လုံးကိုဖဆပလာအစိုးရလို့ခေါ်တယ်ဖဆပလာခေတ်လို့ခေါ်တယ်အဲ့တော့ဖဆပလာခေတ်မှာအစိုးရအနေနဲ့ကြည့်ရင်တော့ခုတက်တယ်ဗျ1949ဖွဲ့စည်းပုံအောက်မှာနော် 1948ကနေပြီးတော့1962ထိကိုဖဆပလခေလို့ခေါ်တယ်1962မတ်လ2ရက်နေ့ထိကိုဖဆပလခေလို့ခေါ်တယ်1948ကနေပြီးတော့အဲ့ဒါ50ခုဖွဲ့စည်းပုံရဲ့အောက်မှာအဲ့ဒီမှာ48ကစရင်1948ကနေ1958ထိကဖဆပလအစိုးရစတ်သုံးတာပေါ့နော်ပါလီမန်ဒီမိုကရေစီခေတ်နော်တမရဆက်ရွှေတိုက်နဲ့ကျွန်တော်တို့ကဝင်ကြီးချုပ်ဦးနုဆိုပြီးတော့ နှစ်ဦးနိုင်ငံကိုဥဆောင်တဲ့ဖဇပလက်ခေ1948ကနေ1958အဲ့ဒီလိုနဲ့ကျွန်တော်တို့ဦးနှုတ်ကြီးကမနိုင်တော့ဒါအကျဉ်းလေးပဲပြောတာနော်နောက်မှအကျယ်ထည့်ပြောမယ်ဦးနှုတ်ကြီးကမနိုင်တော့ဦးနေဝင်းကိုအာဏာလွှဲတော့အိမ်ဆောင်ဆိုရပေါ်လာတယ်1958ကနေပြီး1960ထိအမှန်မှန်ဆို1960ထိမကြဘူးဗျနော်ဦးနေဦးနှုတ်ကလွှဲတော့က6လတူရေကောက်ပွဲကျင်းပပေးပါလို့လွှဲတာ ဒါပေမဲ့6လနဲ့မပြီးဘူးတနည်းနဲ့9လစုစုပေါင်း9လကြာပြီးတော့မှကျွန်တော်တို့ကအဲဥနေဝင်းတက်လာတယ်အိမ်ဆောင်ဆိုရစတက်လာတယ်တနည်းနဲ့ဟို9လ18လကြာပြီးမှကျွန်တော်တို့ကပါထစပြီတော်စုအစိုးရကိုလွှဲတာအမအရသာဆိုကပြန်ပေါ်လာတော့ပြီတော်စုဆိုရဥနုဆိုရပြန်ပေါ်လာတယ်ဥနုဆိုရကျတော့1960ရနေပြီးတော့1962မတ်လ10ရက်နေ့ထိကပါထစအစိုးရခေါ်ဥနုအစိုးရပါပဲ ဲ့တော့အဲ့ဒီအစိုးရ၃ခုပါတယ်1949ဖွဲ့စည်းပုံအောက်မှာရှိတဲ့ခစ်တခစ်ကိုဖာစာပလခစ်လို့ခေါ်ပါတယ်ဒါဆိုရင်အချင်းလေးကဖာစာပလခစ်ဟုတ်ပြီဖိုးပြီးတော့တင်တော်လန်ရေးကောင်စီခစ်ဒါကအချင်းလေးတွေပဲပြောတာဖြစ်ပါတယ်အကျယ်သက်သက်ပြောမှာဖြစ်ပါတယ်အဲ့တော့တော်လန်ရေးကောင်စီခစ်ဒေါ်လာတော်ဦးနေဝင်းကြီးက1960နှစ်မတ်လ2ရက်နေ့မှာအာဏာသိမ်းပြီးလိုက်တဲ့အခါကျတော့နော်၃လပိုင်း2ရက်နေ့ကအာဏာစသိမ်းလိုက်ပြီးတော့ ဟော94ဖွဲ့စည်းပုံပေါ်လာတဲ့ခေတ်လေအဲ့တော့1994ခုတလပိုင်း2ရက်နေ့မှာ94ဖွဲ့စည်းပုံပေါ်လာတဲ့ခါကျတော့တော်လိုင်းကောင်စီပြီးဆုံးသွားတယ်အဲ့တော့တော်လိုင်းကောင်စီကဘာကိုအုံမြင့်ချခဲ့တာလဲဆိုရှယ်လစ်စနစ်ကိုအုံမြင့်ချခဲ့တယ်94ဖွဲ့စည်းပုံပေါ်လာတော့ဆိုရှယ်လစ်ဖွဲ့စည်းပုံဖြစ်သွားတယ် ဲ့ဒီလိုနဲ့ socialist ဖွဲ့စည်းပုံဖြစ်တဲ့84ဖွဲ့စည်းပုံနဲ့1984ကနေပြီးတော့1988ထိကိုဦးနေဝင်းကြီးကအုပ်ချုပ်သွားတယ်ပေါ့အဲ့တော့တော်လေးကောင်စီဖြစ်တော့ကျွန်တော်တို့ကဘာဖြစ်လဲမဆလခေမြန်မာ socialist လမ်းစဉ်ပါတီခေ1984ကနေပြီးတော့ဗားတယ်လေ1988ထိ84ဖွဲ့စည်းပုံပေါ်လာတာဟုတ်နော်အဲ့တော့ဖိုးဆိုတာဖာစာပလခေ ဥနေဝင်ကအာနာသိမ့်လိုက်ပြီးတော့တော်လိုင်းကြီးကောင်းစီတက်လာတော့တင်မဆိုတာကမဆလခေမဆလခေလေမြန်မာပြည်မြန်မာဆိုရှယ်လေးလမ်းစစ်ပါတီစတက်လာတယ်94ဖော်စည်းပုံနဲ့1988ထိတွားတယ်အဲ့တော့ဖိုးတင်မပြီးတော့မဆလခေပြီးတော့နီနဝတနာအဘခေအဲ့လိုနဲ့88အရေးကြီးဖြစ်တဲ့အခါကျတော့ဦးစောမောင်ကြီးက1988 6လပိုင်း17ရက်နေ့မှာဦးစောမောင်ကြီးကအာနာလေးတင်းလေးတင်းပြီးတော့နဝတအစိုးရ နိုင်ငံတော်ညီဦးပြပြမိတည်ဆောင်ရေးကောင်စီဆိုပြီးတော့ကောင်စီကြီးတက်လာတယ်။နော်စစ်ကောင်စီကြီးတက်လာတယ်။နဝတာအစိုးရဦးစောမောင်ကြီးအာဏာသိမ်းလဲတော့ဘာဖြစ်လဲ။နဝတာခေစပဲတယ်။အဲ့ဒီလိုနဲ့နဝတာနာဘခေမှာကျတို့ကနာဘခေကနေစပြီးတော့ကျတို့ကအမျိုးသားညီလာခံရေးကျင်းပဖို့လုပ်တယ်။လုပ်တဲ့အခါကျတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေထွက်လာတယ်။အဲ့ဒါနဲ့ဘာဖြစ်လဲ။ဒီမိုကရေစီခေတ်ကိုမရောက်လာဘူးလား။ တမရာကြီးဥသိမ်းစိန်2021ကနေပြီးတော့2020အထိဒီမိုကရေစီခေတ်ဟုတ်တယ်နော်2021ကနေပြီးတော့2021ကပြီး2015 2015နေ2020ဆိုပြီးဒီမိုကရေစီခေတ်ဆိုပြီးလာတယ်အဲ့တော့ဖိုးတင်မတ်နီဒေါ်ပြီးတော့နုဆိုတာကနဝတ္တနာဖခေအဲ2021ကျွန်တော်တို့ကအာရလည်းထိန်လည်းထိန်ပြီးရောပါဖြစ်လေအခုချိန်ဒီ နာဝဟိုနာနတ်ဆကခေလို့ခေါ်ပါပေါ့စထိန်နေရအောင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ပြောထားတာဟုတ်နော်အဲ့တော့ဘာဖြစ်လဲနတ်ဆကခေဆိုပြီးတော့အဲဖိုးတင်မန်နီဒေါ်နုဟာ6ခုသောခေတွေပါအဲ့ဒီဟာကိုကျွန်တော်ကခုနှစ်သက်ကလေးနဲ့တခါတည်းအကျဉ်းလေးပြောပြသွားတာဖြစ်ပါတယ်